နေနေရဲ့ third trimester ပေါ့နောက်ဆုံး3လမှာမိဖွားခက်နေ3လမှာခန္ဓာကိုယ်ကအဲဟိုပိုင်းဆိုင်ရာပြောင်းလဲမှုတွေအများကြီးဖြစ်ခဲ့တယ်ပေါ့နော်အာ hormonal changes တွေအများကြီးပြီးတော့လူကတော်တော်ကိုမှပြည့်သွားတယ်တော်တော်ကိုပြည့်သွားတယ်ခုတော့ interview လုပ်လိုက်မယ်ဘလော့ ဘလောက်ဘလောက်ပေါင်းပေါင်းပါပဲโอ้ပေါင်း100နီးပါးဖြစ်ပါပေါင်း100เนาะတချို့ကြတော့လေမိခင်တို့တိုက်ပြီးတော့ weight ကျသွားရတူရရှင့်တချို့ကြတော့မိခင်တို့တိုက်ရင်လည်းပူပြေလာရတူလည်းရှိရယ်ဒီနေ့ကကျတော့ပူပြေတယ်ဟာပါအဲ့တော့မိဖွားပြီးတော့ပူပြေသွားရောဒီနေ့လဲလူသားဖြစ်တဲ့အတွက်ပေါ့နော်သမီးလေးကနိုးတိုက်နေနေအချိန်မှာပဲဒီနေ့စိတ်မကောင်းဖြစ်သွားခဲ့ဘူးတဲ့ဒါအနေနဲ့အမှန်တိုင်းဝေခံတယ် ောက်ပိုင်းမှာတောက်လျှောက်မရက်ဘူးတောက်လျှောက်ကိုအလုံးလုံးတယ်လုံးလုံးတဲ့အခါကျတော့ပြိတက်ကနင်းနီးရဲ့အခန္ဓာကိုပြောင်းလဲလာတဲ့ဟာကိုသူတို့ကရုတ်တရက်ကြီးအဖြစ်သွားတယ်ပေါ့နော်ရုတ်တရက်ကြီးသူက surprise အရင်သူတို့လည်းဖြစ်သွားတယ် surprise အရင်ဖြစ်သွားတယ်နင်းနီးရဲ့ third trimester ပေါ့နောက်ဆုံး3လမှာမိဖွားကနေ3လမှာခန္ဓာကိုယ်ကအဟိုပိုင်းဆိုင်ရာပြောင်းလဲမှုရအများကြီးဖြစ်ခဲ့တယ်ပေါ့နော်အာ hormonal changes တွေအရင်များပြီးတော့လူကတော်တော်ကိုမှကြည့်သွားတယ်တော်တော်ကိုကြည့်သွားတယ်ခုတော့ interview လုပ်လိုက်မယ်ဘလော့ ဘလောက်ဘလောက်ပေါင်းပေါင်းပါပဲအိုးပေါင်း100နီးပါးဖြစ်သွားပြီပေါင်း100နော်ပေါင်း100မိဖွားမနက်ဖြန်မိဖွားတော့မယ်ဆိုဒီနေ့အဲပေါင်းချိန်တဲ့ခါမှာတော့ပေါင်း100နီးပါးဖြစ်သွားပြီပေါ့နော်အဲအဲ့တော့ဒါလည်းကွာလည်းမခံလို့မရဘူးလीနော်အဲ့တော့ဒီတိုင်းပဲလက်ခံပြီးတော့သမီးလည်းမိဖွားတယ်ပြီးတော့သမီးကိုမိခင်တို့တိုက်တယ်အဲဒီဓာတ်ရဲကာလတွေမှာကြတော့အခုနောက်ပိုင်းကအရန်ခက်မိလာပြီဆိုတော့အကုန်လုံးက formula တိုက်ကြတာများတယ်ပေါ့နော်ဒါပေမဲ့လည်းနေနေရတော့ကိုယ့်ရဲ့ကလေးကိုအင်မြူးပို့ပြီးတော့ကောင်းစေဖို့အတွက်ကိုကိုယ့်ရဲ့မိခင်တို့ပဲဦးစားပေးပြီးတော့တိုက်တယ်အဲ ဒါလည်းကိုကကိုကိုယ်တိုင်းတိုက်ချင်လို့ဟိုမိခင်တချို့ကြတော့လည်းမိခင်နှုတ်တိုက်ပြီးတော့ဝိတ်ကြသွားတဲ့သူတွေရှိတယ်။တချို့ကြတော့မိခင်နှုတ်တိုက်ရင်လည်းပူပြေလာတဲ့သူတွေလည်းရှိတယ်။ဒီနေ့ကကျတော့ပူပြေတဲ့ဟာပါအဲ့တော့မိဖွားပြီးတော့ပူပြေသွားရောပူပြေသွားပြီးသွားပြီးတော့အဲ့ဒီမှာလည်းနေတောက်ရှာကိုအလုပ်တရလည်းမနာဘူး။အဲတောက်ရှာလည်းနေနေလှုပ်လှုပ်တယ်။နေနေမျိုးသားကတော့တားတယ်။အဲလုံးမလုံးဖို့တားတယ်။ဒါပေမဲ့နေနေကလည်းအငြိမ်မနေနိုင်ဘူး။အလုပ်ကအငဲလှုပ်ချင်တယ်သိလား။ဦးကျော်နားမယ်ဆိုတော့လည်းမယုံဘူး။ဒါနားမယ်မယုံဘူး။ ာဆက်ကြည့်နားမဆိုမယုံဘာလို့ဆိုလဲတကယ်လုံးလုံးတဲ့သူကလေဟိုတနေ့တစ်ခါတလေနားရတစ်ရက်နဲ့နားရဆိုတော့မနေနိုင်ဘူးပေါ့နော်အရင်ကအလုပ်လုပ်နေရမှာလေကျတော့ဒီနေ့အဲ့ဒါတောက်လျှောက်သွားနေနေတော့မှာပဲအဲဒါပေမဲ့တမိလေးကိုဒါမိကီနိုတိုက်နေရတဲ့အကာလာဖြစ်တဲ့အတွက်နေနေမှာပြီးတော့ချုပ်ယိုးလဲရှိနေတာဖြစ်တဲ့အတွက်အားကစားလို့လို့မရခဲ့ဘူးပြီးတော့ဝေးချလို့လည်းမရဘူးဝေးချရလည်းစားလို့မရဘူးဝေးချစားလည်းစားလို့မရဘူးခလေးအတွက်ကိုအာဟာရပြည့်ဝတဲ့ဟာစားစားစားပြရတယ်ပေါ့နော်အာဒီကာဘိုဟိုက်ဒရိတ်ဆိုလည်းနည်းနည်းစားပြရတယ်အသားငါအသီးရွက်မျိုးစုံစား ပြီလားအမေတွေကတအား sacrifice တော့ဝင်မှာเนาะအမေတွေကကလစ်တောင်ဝေးတာတကယ်မလွယ်ဘူး body က changes ခဏခဏဖြစ်တယ်ပေါ့เนาะအဲ့တော့ပြီးတော့ကြာတော့သမီးလေး6လပြည့်တဲ့အခါကျပြည့်စွတ်စွာကျွေးလို့ရပြီဆိုတော့ကမှာအာဟာရဆရာဝန်နဲ့တိုင်မင်တခါလေးတိုင်မင်ပြီးတော့နေအဲ့မှာမှာစပြီးတော့ acidic clinic တွေစသွားသွားတယ်နောက်ပြီးတော့နီနီအာအကစားပို့လုံးပြန်လုပ်တယ်ပေါ့เนาะမြို့သားလည်းအဲ့ချိန်မှာအာကစားလုပ်ဖို့အတွက်ကို6လပြည့်တော့မှသူကလည်းအဲတိုက်တော့နေသူကိုယ်တိုင်ကလည်းအရန်ချီရလုပ်ပါတယ်ဟုတ်ဟုတ် ကျွန်တော်ကအဲ့ဒီလောကဟိုဒီနေ့ဘာလို့ဒီဒီရုပ်စာလေးကိုဒါကျွန်တော်တို့တွေဆွေးနွေးပြချလဲဆိုတော့သူတို့နှစ်ယောက်ကဝိတ်ချတဲ့ဒူဂျင်းဝိတ်ချခြင်းအမှုပညာကိုအဲ့ဒီယတမြောက်အောင်သူတို့ကအပြည့်အဝပုံဖော်နိုင်ခဲ့တယ်လေပုံဖော်ပြီးနိုင်လက်တွေ့လက်တွေ့ဒီလိုဝိတ်ချတယ်ဆိုတာဟိုဘယ်လိုပြောမလဲပြောလို့တာလွဲတာနော်မြန်မာဟိုကဘာမှာလဲဝိတ်တက်နေတဲ့လူတွေအများကြီးပါအခုခင်ဗျာနော် ဟိုအိတ်ချိန်စားချိန်မမှန်လို့ဝိတ်တက်နေတဲ့လူတွေအများကြီးပဲကျွန်တော်လည်းဝိတ်တက်တာပဲတနေ့တနေ့ပိုသွားတာပဲရှိရင်ရော့သွားတာပဲရှိတော့ဒါပေမဲ့ပြောတော့တာလွယ်တယ်ဒီဝိတ်ချတဲ့ဟာတကယ်လက်တွေ့ချကြည့်လိုက်ရရင်ကျွန်တော်ချလိုက်တာကြာပြီဟောအတိကတော့စိတ်ပဲပေါ့နော်အပြင်းကြီးတာလည်းပါတယ်ဝိတ်မချတော့အဲ့တော့ဒါကိုသူတို့နှစ်ယောက်ကဒီဝိတ်ချချင်းအမှုပညာကိုအောင်မြင်စွာနဲ့သူတို့နှစ်ယောက်ကဒါကိုတွန်းလှန်ပြီးတော့မှဖေရှားနိုင်တယ်မိမိရဲ့အစီအပိုတွေနော်အဲ့တော့နီနီကလည်း ခေါင်းကြီး၎င်းပဲနောက်တစ်ခုကကျွန်တော်ကမခံကျင်သိဖြစ်တာမခံကျင်သိဖြစ်တာတခုရှိတယ်အဲ့ဒါအဲ့ဒါလေးပြောချင်တာနီနီကသူကျွန်တော်အမြင်နဲ့ကျွန်တော်နီနီရဲ့ fan ဟုတ်ဆိုတော့ကျွန်တော်အမြင်နဲ့ကျွန်တော်နီနီ interview လေးတွေကြည့်တယ်ကြည့်အောက်မှာ comment တွေဝင်ရေးတယ်နောက်နီ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 တချင်းဆိုတဲ့အချိန်မှာ comment တွေဝင်ရေးတယ်ဟောဒါတွေကတော့ဟိုတချို့ကလည်းချစ်လို့ပေါ့ဟာဘောဘကစ်ကစ်လေးတို့ဘာနဲ့ချစ်စနိုးလေးနဲ့စကြတယ်တချို့ကျတော့လည်းရေးတာတားတာအရန်ဟိုဘယ်လိုပြောမလဲ bad comment တွေရေးတာပေါ့ဟိုအရန်ဟို bad comment တွေရေးတယ် ဟိုဘယ်လိုပြောမလဲပုံပြတ်ပန်းပြတ်ဖြစ်သွားတယ်လို့ဘာလို့ညာလို့ဒါအဲ့လိုမျိုးတွေရေးတော့ကျွန်တော်စိတ်မကောင်းဘူးကိုချစ်တဲ့အမှုပညာရှင်တယောက်ကိုအဲ့လိုမျိုးကြီး main ကလေးတယောက်လည်းဖြစ်တယ်ဗျာအဲ့လိုကြီးမတရားပုတ်ခတ်ပြီးတော့မှစော်ကားပြီးအဲ့လိုမျိုးရေးကျင်တိုင်းဟိုဘယ်လိုပြောမလဲအာအာဘယ်လိုပြောမလဲနမချင်းကိုချင်းမစားဘဲနဲ့ရေးနေတော့အော်လို့သူတော့ရုပ်ဘယ်လိုပြောမလဲသူတော့သူသူလည်းစိတ်ထဲမှာတော့ခံစားမှု feeling ကတော့တကူးကူးတော့အတိုင်းတာတကူးတီးတော့ဖြစ်မှာပဲ အော်လို့နီနီရဲလို့ငါဖုန်းဆက်ပြီးတော့ပြောချင်တယ်လို့ဝိတ်ချလိုက်ပါရအောင်ကိုချပြလိုက်ပါသူတို့ဒီအချိန်အချိန်တစ်ခုစောင့်ရတာပေါ့နော်။ဘာဆိုမိခင်တို့တိုက်ရတာဖြစ်တယ်။နောက်တော့အချုပ်ရိုးရှိတာဖြစ်တယ်တော့နေတို့ဘာမှလှုပ်ရှားလို့မရသေးလို့အဲနေအဲ့အချိန်မှာတော့အဲနင်းနင်းလိုင်းလူသားဖြစ်တဲ့အတွက်ပေါ့နော်။သမီးလေးကိုနိုးတိုက်နေတဲ့အချိန်မှာပဲနင်းနင်းစိတ်မကောင်းဖြစ်သွားခဲ့ဘူးတဲ့။ဒါအနေနဲ့အမှန်တိုင်းဝန်ခံတယ်။တော်တော်စိတ်မကောင်းပဲဘလို့စိတ်မကောင်းဖြစ်လဲဆိုမိသမီးလေးကိုနင်းနင်းတနာတာ။ ဟိုမိခင်တယောက်မိခင်တွေကိုလည်းနေသနာတယ်မိခင်တယောက်ကဒီလိုမျိုး body shaming လောက်ခံရတာမိခင်ဖြစ်နေလို့ဒါ ဟို note တိုက်တဲ့မိခင်ကိုဒါတလေးတစားနဲ့အာဒါလူမှုပတ်ဝန်းကျင်ကနေနားလဲပေးရမယ်ဒါနင်းနီလူမှုပတ်ဝန်းကျင်မှာကဒါမျိုးတည်မလုံတဲ့မလုံအပ်တဲ့အရာဖြစ်တယ်ဒါနင်းနီကမြို့ပညာရှင်မလုံးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အချိန်တစ်ခုရောက်သွားတဲ့အခါမှာနင်ပြောင်းလဲမှာပါလို့နင်ပြောခဲ့တယ်ပြောင်းလဲရတာအင်မတန်လွယ်ပါတယ်တကယ်ပြောတာနင်နီကသူများတွေကိုတော့ပြောင်းလဲနိုင်ခဲ့တဲ့သူပဲကိုကိုကိုပြောင်းလဲဖို့ဆိုတာအင်မတန်လွယ်ပါတယ်ဒါပေမဲ့အချိန်လေးတစ်ခုတော့ပေးရမယ်အဲကြောင့်မလို့နင်နီကမိခင်တွေတနိုင်ငံလုံးကမိခင်တွေအတွက်နင်နီရှိတယ်အဲဒီနင်နီအကျိုးစားပဲအားကြီးပေါ့နော်ပြီးတော့နင်နီကိုလည်း ိပြီးတော့အာဒီပေါ့နော်စိတ်မကောင်းဖြစ်နေကြရင်မိခင်တွေ body ထိတ်လို့မရမိခင်တွေအကုန်လုံးကဟလာအားလေးတစ်ခုဖြစ်လာစီရမယ်ဆိုတဲ့ဟာနဲ့နေနေမနက်တိုင်းစ조사ပါတယ်အပြတ်တော့အပြတ်တော့သူတို့နှစ်ယောက်ကအပြတ်တော့ဝိတ်ချပြလိုက်တာအဲဘယ်လိုပြောမလဲရှိပါသေးတယ်ဟိုတော့ဘယ်လိုပြောမလဲဝေဖန်နေတဲ့လူတွေကိုနော်ဟိုဘာမှနှုတ်နဲ့နော်မတုံ့ပြန်ပဲနဲ့လက်တွေ့ကိုလက်တွေ့လက်တွေ့တုံ့ပြန်ပြလိုက်တာပေါ့အဲ့အတွက်လည်း ဒါ nail salon ဒါဝိချခြင်းအမှုပညာကိုအောင်မြင်စွာနဲ့လှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်သူဆိုလဲပေါင်၄90နီးပါးကျသွားတာပဲ။အများကြီးပဲ90ဆိုတော့နီနီလဲအခုဆိုရင်ဒါကတော့မှပိုကြပါ။ဒါတော့မှအမှုသူဝိချတာ3လလောက်ပဲရှိတယ်လို့ဦးနာသူပြောတယ်။ကျွန်တော်ကတော့တလပဲရှိတယ်။တလပဲတလပဲရှိတယ်။နော်ကလေးက9လလား8လလားမသိဘူး။အဲ့တော့9လကျွန်တော်သူ့ပြောတယ်နောက်9လပေါ့ကလေးတစ်နှစ်ပြည့်တဲ့နေ့ကျရင်လို့အရင်ထဲတောင်ပို့ပြီးတော့မှမိမိုက်သွားမှာလို့ slim body လေး slim body လေးဖြစ်သွားမှာ။ ဆိုတော့ဒါတကယ်လို့ရင်တကယ်အောင်မြင်ပါတယ်လို့ကျွန်တော်ပြောချင်တာတကယ်အဲ့တို့တို့နှစ်ယောက်ကိုလည်းတကယ်ကိုဂုဏ်ယူပါတယ်စံထားပြီးတော့နော်အဲစံထားပြီးတော့မြမအမျိုးတမီးတူကြီးတစ်ခုလုံးပေါ့နော်ဝိတ်တက်နေတဲ့သူပေါ့နော်ကျမကြီးလေးချိန်ကနေလှုပ်ပေးပါလှုပ်လှုပ်ကြပါဝိတ်ချကြပါ ဥကျော်လည်းမကြခင်ကြရင်လေအဲ့လို weight တွေပါလေကြအောင်လေစီးစီးတွေပေါ့နော်စီးတွေအဲ့လိုဟိုဘယ်လိုပြောမလဲအာ gym trainer တွေရှိမယ်နောက်ဟို body ဟိုဘယ်လိုပြောမလဲပို့ပြီးတော့မှနော်လာပအောင်ဆက်ဆက်လို့ no 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 ဆက်ပဲလို့မမဟုတ်တူပင်ပေးမဲ့တင်နှန်းကြောင်းကြီးဖွင့်မယ်လို့ပြောမှကိုကိုကိုလုံးမမဟုတ်ကိုကတော့စီးပွားရေးသမားဆိုတော့နော်ဘယ်လိုဘယ်လို weight ကြအောင်လုပ်တယ်ဘယ်လိုစီးတွေတွင်းရမလဲ နော်အာဟိုဂျင်းဆရာကြီးဘလို့ဆရာကြီးနဲ့ဘလို့ဘလို့ဆရာကြီးနဲ့အမဘေးကဘလို့ကစားတင်လဲအဲ့လိုဆွေးနွေးအကြံပေးတဲ့အဲ့လိုမျိုး team တစ်ခုပေါ့နော် team နဲ့ကျွန်တော်အဲ့မှာအဲ့ဒီအဲ့ဒီဝိတ်ချခြင်းအမှုပညာကိုကျွန်တော်ဖယံဝါသနာပါသွားပြီသူတို့နှစ်ယောက်ဝိတ်ကြတာကိုကြည့်ပြီးအာဘလို့ရောမယ်အရင်စစီးပွားရေးသမားဆိုတော့နော်ဘာလို့ရင်ဘလို့အောင်မြင်လဲဆိုတာအကွက်မြင်တယ်လीဆိုတော့အဲ့ဒါကိုဝိတ်ချတဲ့ဒီဒီစေပညာရှုတော့အရာပေါ့နော်ဒီဟွာပေါ့ ဆရာဝန်တွေအသိပညာရှင်အသက်ပညာရှင်တွေကိုလေ့လာချဉ်းကပ်ပြီးတော့မှအဲ့ဒီအချိန်တခုပေါ့နော် fitness center တခုကို ွင့်သွားမယ်လို့ပြောချင်ပါတယ်ဒါချမ်းမန်းကြီးရဲ့ပေါ့နော် စကားကိုဖြတ်ပြီးဖြည့်ဆွတ်ပြီးတော့ဒီပြောချင်တာကတော့အဲမိမျိုးသမီးတိုင်းမျိုးသားတိုင်းကဒုက္ခနာကိုသူ့ရှိတ်နဲ့ကတော့အကုန်လုံးကလှနေကြတာအလှကိုစီရှိကြတယ်အဲဒါပေမဲ့ဒီတို့ခုပြောကြတာအကုန်လုံးကကျမကြီးရှူတောင်းဘက်ကပဲပြောကြတာပေါ့နော်နောက်ပြီးတော့အဲစိတ်အားထက်သန်မှုနဲ့မခံချင်စိတ်တွေနဲ့ပေါ့နော်စူးစမ်းကြတယ်ဆိုရဲဟာလေးကိုဒီနေ့တို့ဒါဒီနေ့အဲဦးကျော်စီကလည်း inspiration နဲ့အားကြီးရတယ်နေ့ နေအမေတောင်းနေနေပေါ့နော်နင်းစီကလည်းမြစ်တာတွေအကုန်လုံးကိုတနိုင်ကလုံးမှာရှိကြတယ်တကောလုံးမှာရှိကြတယ်မမေတွေအကုန်လုံးလည်းရရှိပါစေဘလို့နင်းနေစစ်တောင်းပါတယ်ပြီးတော့ဒီကိုယ့်ရဲ့ခန္ဓာကိုယ်ကိုချစ်ပါကိုယ့်ရဲ့ဖြစ်တည်မှုလေးပေါ့နော်ဝိုင်းရင်ဝါးတဲ့အတိုင်းလေးပိန်ပိန်တဲ့အတိုင်းလေးကိုဖြစ်တည်မှုလေးကိုနင်းတို့အားလုံးချစ်ပါတယ်လို့နင်းတို့ဒီလက်ကီတိုင်းမကနေပြီးတော့အားလုံး address မကနေတောင်းပြလိုက်ပါ